မင်္ဂလာပါပရိသတ်ကြီးတို့ရှင်ကျမတို့ရဲ့ Luna Entertainment Channel ကနေအောက်တိုဘာ20ရက်နေ့အတွက်နောက်ဆုံးရအနုပညာသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်။ကိုပိုင်ရေးချင်းရှိပေမယ့်ဒီလူတွေကတော့မိဘတွေချမ်းသာလို့မင်းသားဖြစ်လာရတဲ့တဲ့။စိန်နှံတော်ရဲ့ပညာသားပါပါချပြမှုတွေကြောင့်ဒီလူအကြောင်းတွေဖုံးမြအောင်ပေါ်လာတဲ့ဟင်ဝေရတဲ့တဲ့။ ဟိမယံမင်္ဂလာဆောင်ကန်ဒီမှာတချင်းထုတ်လိုက်ဒရမာခင်းလိုက်လို့နေတယ်။ဝိုင်းစုခိုင်တဲ့ကိုအခုလိုပြတ်သားစွာပြောလိုက်တဲ့စုပြေတစဉ်တည်း။လေးနှစ်ထိပဲကြောင်းနေခဲ့ရပြီမင်း။ထိုရစ်စကိုင်းလုပ်နေတဲ့ဂုံယူပွဲမြမပကန်းသူလေးတည်း။ကင်ဆာဖြစ်နေပြီလို့အားလုံးကိုတီးပေးလာတဲ့မိမိကိုကိုတည်းနဲ့အန်အောင်ဆရာအကောင်းဆုံးတည်းတပုတ်ကတော့ဝိမုံရွှေထက်ချမ်းသာကြွားနေပြီမင်း။တူတူတိတ်တိတ်နဲ့မကြွားတတ်လို့လူပြောများနေတဲ့ချစ်စနိုးတည်းမဲဖြစ်ပါရဲ့ရှင်။ ကိုပိုင်ရည်ချင်းမရှိပေမယ့်ဒီလူတွေကတော့မိဘချမ်းသာလို့မင်းသားဖြစ်လာရတယ်။အမှုပညာလောကမှာကိုပိုင်ရည်ချင်းနဲ့အောက်ခြေကစားပြီးတိုးတက်လာခဲ့သူတွေလည်းရှိသလိုဘာရည်ချင်းနဲ့နေလေးမှမရှိတာတော့မှစင်ပေါ်ရောက်တက်လာသူတွေလည်းရှိပါတယ်။အခုကတော့ကိုပိုင်ရည်ချင်းလုံးဝမရှိပေမိဘရည်ချမ်းသာမှုနဲ့ပံ့ပိုးမှုကိုခွင့်ကောင်းယူကအောင်မြင်လာတဲ့မင်းသား၆ယောက်အကြောင်းကိုပြောပြပေးပါမယ်။ ပထမတစ်ယောက်ကတော့ဟေဝင်ရံမှာဟေဝင်ရံကတော့နေတိုအောင်ရင်းလင်းစားတဲ့တခြားမင်းသားတွေလိုမျိုးအောက်ခြေပါမောင်းနဲ့အမှုပညာလောကတွေကိုရောက်လာတာမဟုတ်ပါဘူးကြီးကြီးတက်ချမ်းသာနေတဲ့မိဘတွေရဲ့ပတ်စံထောက်ပံ့မှုကြောင့်ကိုရိုင်းစကားထုတ်မင်းသားလို့ပြီးပေးမြတဲ့ item တွေနဲ့စမ်းထားပြီးအောင်မြင်လာခဲ့တဲ့သူပါ ဒုတိယတယောက်ကတော့၃မိနစ်ခောက်ဆွဲပြုတ်ဆိုတဲ့တမိုင်းဝင်နေမင်းပါနေမင်းကတော့အင်းညောင်ညောင်တန်လေးနဲ့အနုပညာလောကတွေကိုစတိုးလာခဲ့တာပါဒါပေမဲ့သူ့ရဲ့မိဘနဲ့တိုင်ဝင်ကချမ်းသာတဲ့ပြင်အနုပညာနဲ့လည်းအဆက်ဆက်ရှိတာကြောင့်တဟုန်တိုးအောင်မြင်ပြီးမင်းသားဖြစ်လာခဲ့တာပါတပွဲတော်မင်းသားဖြစ်ခဲ့ပြီးမယ်လေအချိန်တစ်ခုတည်းတော့ပြည်သက်တချို့ရဲ့အားပေးခြင်းကိုတခဲနဲ့ရရှိထားခဲ့တာပါ တတိယမြောက်ကတော့ပြည်သက်တို့ယုံနိုင်မှာမဟုတ်ပါဘူးလူငယ်မျိုးသမီးတွေကြားမှာအရန်ကိုရေးပန်းစားနေတဲ့ကိုရီးယားဆင်လေးအလင်းရောင်မှာအလင်းရောင်ဟာအလင်းရောင်ဆိုပေမဲ့အလင်းရောင်စင်တန်းလေးလိုမျိုးအမှုပညာလောကတွေကိုဝင်လာတာမဟုတ်ပါဘူးသူပြောပြခဲ့ဘူးတလို့ပဲသူဟာမွေးကလေးကစားလို့အခုထိနေဆောင်ဒေသဆောင်မှာရွှေပြောင်းကြီးပြင်းခဲ့ရတာပါဒါပေမဲ့လို့မိဘတွေကအရန်ချမ်းသာပြီးထောက်ပံ့မှုကောင်းလို့မတောက်တခေါင်အမှုပညာပိုးလေးကိုချာနေပြီးဒီလောကထဲခြေဆုံးပြစ်ဝင်လာရင်လည်းမင်းသားဖြစ်ခင်ရတာပါ လေးယောက်မြောက်ကအောင်မင်းခန်းမှာမမပွိုင်းလေးဖြစ်တဲ့အောင်မင်းခန်းကတော့မမရဲ့ထောက်ကူနဲ့ပဲမင်းသားဖြစ်လာတာမဆန်းပါဘူး။ငါးယောက်မြောက်ကနေတွေးပါ။ဟာတာခန်းဒီမှာပိုင်နိုင်လို့နဲ့နေတွေးကတော့ပြက်လုံးကောင်းတဲ့လူရှင်တော်ဖြစ်မဲ့လမ်းကနေအိမ်ရဲ့ထောက်ပံ့ကောင်းမှုကြောင့်ပြုရင်မင်းသားလာဖြစ်နေရပါ။နောက်ဆုံးတယောက်ကတော့စီဖြိုးပါသူကတော့ခုစုံမင်းသားရောင်ရောင်ဘာရောင်ရောင်ဖြစ်နေတာကိုကြည့်ချင်းအပြင်ငွေရှိတိုင်းရုပ်ရှင်လောကတဲ့ကိုအတလို့ဝင်လာမဲ့အတိသားကြီးပါ ထရမ်မီဒီယာပြည်သက်ကြီးတို့ရောသူတို့နဲ့ပတ်သက်ပြီးဘာရင်းများတွေးမြင်မိကြပါသလဲနော်စိန်နန်းတို့ရဲ့ပညာသားပပချပြမှုကြောင့်ပွေတဲ့အကြောင်းတွေဖုံးမရအောင်ပေါ်လာတဲ့ဟင်ဝီယန်တနင်္ဂနွေလကစုပြည့်တစဉ်ရဲ့မင်္ဂလာပွဲကိုပဲအာယုံစိုက်ထားချိန်မှာဟိဝိယံကတော့တပတ်မှတခြားမင်းကလေးနဲ့အကြည့်ဆိုင်လို့နေပါတယ်။အခုမြင်ကွင်းရောင်ဟိဝိယံဟာထက်ထက်တုံကိုခေါင်းလေးပုတ်လိုက်ပခုံးလေးဖက်လိုက်လုံနေတာပါ ဒီလိုချိုက်ကူးပေးဖို့အတွက်စိန်နန်းတို့ကပညာသားပပနဲ့ငှားရမ်းခဲ့တယ်လို့သိရပြီးဇန်ညောညာဟင်းဝင်းရံနဲ့ထက်ထက်တုန်းကအကြီးစားရမှာဖြစ်ပါတယ်။မင်းသားမင်းသမီးမို့လို့ဟန်ဆောင်ပတ်ဆောင်လို့ရတယ်ဆိုပေမဲ့လည်းဟင်းဝင်းရံကတော့အရန်ကိုတက်ကြွနေခဲ့ပြီးမျက်နှာမူရာရာရောကြည့်ရပုံစံကရောအသက်ဝင်လို့နေတာဖြစ်ပါတယ်။ ထက်ထတွန်ကိုဖတ်ထားတဲ့ပုံကလည်းဝါရက်တူနဲ့အရန်ကိုရဲတင်နေပြီးထက်ထတွန်ရဲ့စပင်လေးတွေကိုပါပုံစံပြင်ပေးလိုက်ပါသေးတယ်။တကယ်ဆိုလက်ထတော်မယ့်ယောက်ျားတယောက်အနေနဲ့ကင်မရာရှိမှတရုပ်ဆောင်ရတယ်ဆိုရင်တော့အတီမရိုက်သေးတဲ့ချိန်မှာတခြားမိမှပေါ့ခုလုံတွေလှုပ်ပေးဖို့မလိုအပ်ပါဘူး။ဒါကြောင့်ငယ်စင်ဖန်နေကုံလုံးကပါအံ့ဩသွားခဲ့ပြီးဒီလိုမျက်နှာပီးမျိုးနဲ့ဒီလိုဂယူဆိုင်တာမျိုးကိုစိုးပြေသစင်နေပင်လှုပ်တယ်လို့ထင်ထားတာမိမတကာပေါ်ဂယူဆိုင်ပြနေတာလားလို့မိကုံထုတ်ခဲ့ကြပါတယ် ဒီလိုတွေးစရာကောင်းလာအောင်လည်းဟိဝိယံရဲ့ပုံစံဟာဘလို့ကြည့်ကြည့်မိမဟိဝိယံမင်္ဂလာဆောင်ခန်းဒီမှာတချင်းထုတ်လိုက်ဒရမာခင်းလိုက်လုပ်နေတဲ့ဝိုင်းစုခန်တဲ့ကိုအခုလိုပြတ်သားစွာပြောင်းလိုက်တဲ့ဆိုပြတဲ့စိမ့်ဟေးဝင်းရဲ့မင်္ဂလာဆောင်ခန်းဒီမှာဒရမာခင်းနေတဲ့ဝိုင်းစုခန်းတဲ့ကိုတဲ့ပြောင်းလိုက်တာကစိုးပြေတစင်ပါခုချိန်မှာတော့လူတွေကဟေးဝင်းရဲ့ကစိုးပြေတစင်နဲ့မင်္ဂလာဆောင်ခန်းဒီဖြစ်နေချိန်ဝိုင်းစုခန်းတဲ့ကိုတနာနေကြတာပါ ဝမ်စုခန်းသိန်းကိုရိုင်းကလည်းတချင်းနေထုံလိုက်စင်ပေါ်မှာငိုလိုက်လုံနေတာပါဝမ်စုခန်းသိန်းဟာဟင်းဝီယန်ကိုမိနိုင်သွားပြီဆိုပေမဲ့လည်းဟင်းဝီယန်နဲ့ပတ်သက်တဲ့တချင်းတစ်ပုဒ်ကိုစင်ပေါ်မှာဆိုရင်မျက်ရည်ကျနေခဲ့ပါတယ်အထူးသဖြင့်အချင်းဟောင်းကမင်္ဂလာရှိရောမဲ့အချင်းကနဲ့တိုက်တိုက်ဆိုင်ဆိုင်မှာပဲဝိုင်းစုခိုင်တဲ့တရားရှိုးပွဲတစ်ခုရဲ့ဆင်မြင်တာမှာသူမပင်တော့မှပြန်မဆိုတော့ဘူးလို့ဆုံးဖြတ်ထားတဲ့တချင်းတစ်ပုဒ်ကိုမျက်ရည်တွေနဲ့ပြန်လည်တီးဆိုခင်ရတဲ့မြင်ကွင်းကိုပရိသတ်တွေကစိတ်မကောင်းဖြစ်ခဲ့ကြတာပါ ဝမ်စုခိုင်တိုင်နဲ့ဟေးဝရန်တို့ဟာတချိန်ကရန်ကုန်တိတ်ချစ်ခဲ့ကြပေမယ့်ဟေးဝရန်ရဲ့အတိုင်းဝိုင်းကြီးမားပြီးချမ်းသာတဲ့မိသားစုဘက်ကဂုံစင်တမ်းမတူဘူးဆိုတဲ့အကြောင်းပြချင်တဲ့ဝမ်စုခိုင်တိုင်ကိုပြင်းပြထန်ထန်သဘောမတူကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာမိဘတွေရဲ့ကန့်ကွက်မှုကြားကနေခိုးပြတဲ့အထိတူပေါင်းဖက်ဖို့ကြိုးစားခဲ့ကြပြီးမယ်။ကံကြမ္မာကမျက်နှာသားမပြေပင်လမ်းခွဲခဲ့ကြပါဗျ။အဲဒီချိန်ကဝိုင်းစုခိုင်တဲ့ရဲ့နာကျင်ခန်းစားခဲ့ရတဲ့ခန်းစားချက်တွေကိုအစိုးရခင်မုံကိုပြောပြလို့ခင်မုံကယုံကြည်နေမောင်ရဲ့ဆွေရဲ့တခြင်းကိုဝိုင်းစုခိုင်တဲ့အတွက်အကောင်းဆုံးပုံဖော်ရေးဆက်ပေးခဲ့ပါဗျ။ ဒီယုံကျင်းနေမောင်ရင်တချင်းဟာဝိုင်းစုကန်တဲ့အတွက်တာမန်တချင်းတပုံမဟုတ်ခဲ့ပါဘူး။ဒါဟင်းဝီရဲ့နဲ့ပတ်သက်တဲ့သူမရဲ့ခံစားချက်ပါမိဘရဲ့သဘောမတူညီမှုတွေဖိအားတွေကြားထဲမှာသူမကိုတကယ်ချစ်တယ်ဆိုရင်တတိမရှိတဲ့မောင်ချင်းတွေ့ဝင်မနေပဲသူမအတွက်ခဏလောက်ပဲဖြစ်ဖြစ်ဒီရအားလုံးကနေပြေးထွက်ခဲ့ပါလားဆိုပြီးတောင်းဆိုမျှော်လင့်ဖွင့်ဟထားတဲ့တချင်းမျိုးပါ။ ဒါကြောင့်လေဝါစုကန်တင်ဟာလမ်းခွဲပြီးတဲ့နောက်ပိုင်းမှာဒီတချင်းကိုရှိုးပွဲတွေမှာလုံးဝစုံလင်းမရှိတော့ပါဘူး။ဒါပေမဲ့မင်းညားကပြုတ်လုခဲ့တဲ့ရှိုးပွဲမှာတော့ဝါစုကန်တင်ကဟင်းဝီယန်ကိုရှိွေးထားတဲ့ယုံကျင်တဲ့မောင်ရဲ့တချင်းကိုစုခဲ့တာပါ။အဲဒီနောက်မှာတော့ဝါစုကန်တင်တရားသူ့ရဲ့ခန်းစားချက်တွေကိုမထိန်ချုပ်နိုင်တော့ပဲစင်မြင့်ပေါ်မှာမျက်ရည်တွေစီချလာပြီးဝိုင်းနေငိုကြွေးခင်ရပါတယ်။ ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ပွိုင်းလာကြီးပြိတက်တွေကပါသူမနဲ့ထပ်တူခန်းစားပြီးသူမအတွက်ရန်ကုန်စိတ်မကောင်းဖြစ်ခဲ့ကြရာတနားနေခဲ့ကြတာဖြစ်ပါတယ်။ ဒီဖြစ်ဖြစ်ကြောင့်ပြည်သက်တွေကတော့လူကြီးတွေပြောသလိုပါပဲအချင်းဥစရာကမြေဥရတဲ့ထင်မမေ့နိုင်ဘူးဆိုတဲ့စကားပုံဟာဝိုင်းစုကန်တင်အတွက်တကယ်မှန်နေသလားမသိနိုင်ပါဘူးကိုယ့်ရဲ့အချင်းဥကိုနေဘဝတစ်ခုထူထောင်မှုအထိခိုးပြေးခဲ့ရတဲ့ချစ်သူတယောက်ကတခြားတယောက်နဲ့မင်္ဂလာဆောင်တော့မယ့်အချိန်မှာဘယ်မင်းကလေးကမှခံစားချက်မရှိဘဲနေနိုင်မှာမဟုတ်ဘူးလို့ပြည်သက်တွေကသူမပကန်နေရက်တီပြောဆိုနေကြပါတယ် တချို့ကလည်းဝိုင်းစုခံထင်ရဟေးဝီရဲ့မင်္ဂလာဆောင်ကနေ့မှဒရမာခင်းနေတယ်လို့ဆိုကြတာပါ။တခြားတစ်ပတ်မှလည်းဝိုင်းစုကဒရမာခင်းလေလေစုပ်ပြစ်ကိုပြစ်တင်လေးလေးပါပဲ။ဒါပေမဲ့စုပ်ပြစ်တစ်စင်းကတော့ဟေးဝီရဲ့နဲ့ပတ်သက်ပြီးစကားတခွန်းပြောလာပါတယ်။အရာကတော့သူမအနေနဲ့ဟေးဝီရဲ့အထိတ်ကိုစိတ်မဝင်စားကြောင်းခုချိန်မှာတော့ဟေးဝီရဲ့ကသူမကိုတိတ်ချ လေးတန်းတိပဲကျောင်းနေခင်အပေးမယ်ထုံးရစ်ကိုင်းလို့နေတဲ့ခုံယူပွဲမြမပကံသူလေပကံမျိုးမင်းနဲ့သူရွာကတော့တီမျိုးသမီးကတော့ကျောင်းပညာရေးကိုလေးတန်းမဲနေခင်ရတာတော့ထုံးရစ်ကိုင်းလို့ပြီးနိုင်ငံကုံဆောင်နေတယ်လို့သိရပါတယ်ဒီမျိုးသမီးရဲ့နာမည်ကမတ်ညွညူလို့ခေါ်ပြီးမင်းနဲ့သူရွာမှာပဲမွေးဖွားခဲ့သူတယောက်ပါ။ရွာမှာမွေးရွာမှာပဲကြီးပြီးရွာကျောင်းလေးမှာပဲမူလာတန်းစာသာသင်ခွင့်ရခဲ့ပြီးမြေသူမရဲ့ရေချင်းကမင်းနဲ့သူရွာရဲ့ဂုံကုံမြင့်တင်မှုဖြစ်လာခဲ့ပါတယ်။ အသက်၅နှစ်ရွယ်လောက်မှာတင်ရွာကိုလည်လာတဲ့နိုင်ငံသားသားတွေကိုလမ်းပြတဲ့လို့စတင်လုပ်ပေးခဲ့ပါတယ်။ရွာငယ်လေးဖြစ်တာကြောင့်ဖုန်းမရှိအင်တာနက်မရှိစောင်းမရှိတဲ့အချိန်မှာတင်နိုင်ငံသားသားတွေစီကနေအင်္ဂလိပ်ဘာသာစကားကိုတစ်လုံးနှလုံးကစတင်ယူခဲ့ပြီးနှစ်တွေကြာလာတဲ့အခါမှာအင်္ဂလိပ်စာကိုကျွမ်းကျင်ပိုင်နိုင်စွာပြောတတ်တဲ့ tourist guide တယောက်ဖြစ်လာခဲ့ပါတယ်။ ဒီအကြောင်းကိုမညညို့ကကျမတို့မိသားစုကတောင်ရလုတ်တယ်လေတမားတွေပါမိသားစုခက်ခဲကြောင်ရောပညာရေးနဲ့ပတ်သက်ပြီးမြို့အနေထားကြောင်ရောလေးတန်းထိပဲနေခွင့်ရခဲ့ပါတယ် ကျွန်မကဒီရွာမှာပဲမွေးပြီးဒီရွာမှာပဲကြီးတော့ကြောက်တက်ပြီးလဲလုံးလို့ရပါတယ်။ဒါပေမဲ့ရွာထဲကနိုင်ငံသားသားတွေဝင်လာတဲ့အချိန်မှာကျွန်မတို့မင်းနဲ့သူရွာကဘလောက်ရှိုးသားပြီးကောင်းတဲ့အရာတွေများကြီးရှိကြောင်းပြောပြခြင်းနဲ့အဲ့ဒီကနေစပြီးသူတို့ဘာသာစကားကိုလေ့လာမှငါတို့ရွာရဲ့အဖို့တန်တဲ့အကြောင်းတွေကိုရှင်းပြခွင့်ရမှာဆိုတာကိုနားလည်လိုက်တယ်။အဲဒီကနေကျမအင်္ဂလိပ်စာကိုစတင်ကျင်းတော့တာပဲလို့အစာပြုတ်ပြီးပြောကြခဲ့ပါတယ်။ ဆလပင်မန်းညိုညိုကအခက်ခဲတွေကြားကနေအင်္ဂလိပ်စကားပြောဖို့ကြိုးပမ်းခဲ့ပြီးနောက်မှာသူမပြောတဲ့စကားအမာတွေကိုနိုင်ငံသားတွေကမှားတဲ့နေရာထောက်ပြသွားကြောင်းတချို့ဆုံးဒီလိုလေးပြောရတယ်လို့သင်ပေးသွားကြောင်းနှစ်တည်ကြာကြီးနားနဲ့ကြားရတဲ့အရာတွေကိုရှင်းမှတ်ပြီးသင်ယူခဲ့ရကြောင်းကိုပြောပြခဲ့ပါတယ်မညညရဲ့ပြောစကားအရကျမအသက်15နှစ်မှာမိဘတွေကိုကူပုတ်အတွက်နိုင်ငံသားတွေကိုကြိုးတဲ့လုပ်ကိုမဝင်မရဲနဲ့စားခဲ့တယ်။ရွာပြင်ထွက်ပြီးနိုင်ငံသားတွေကိုတွားကြိုးတယ် မင်းနဲ့သူ village ကိုလိုက်ကြည့်ချင်လား farmer style တွေကိုမြင်ရမယ်ဆိုပြီး မပြောတတ်ပြောတတ်နဲ့ပြောတယ်ဝါပင်စိုက်တာတွေမြေဘဲတို့နှံ့တို့ကနေစီထုတ်တာတွေကိုအရန်ပြောပြချင်တယ် ကျမပါစက်တဲ့ကနေစလုံးတလုံးထွက်လာဖို့ကို အုံနောက်မှာအများကြီးစဉ်းစားခဲ့ရတယ်။ဒါပေမဲ့သဘောကောင်းတဲ့နိုင်ငံသားတွေကကလင်းရွယ်ပဲရှိသေးတဲ့ကျမကိုမှားနေရင်တော့ထောက်ပြပေးပြီးဘလို့ပြောလို့တင်ပေးသွားတယ်။လိလာစရာဘာဆောင်မှမရှိခဲ့ဘူး။ဒီလိုပဲသူများပြောတာတွေမှရင်ကိုယ်တိုင်မှတ်စုဆောင်လေးရှိရင်အင်္ဂလိပ်စာကိုကျွန်းကျွန်းချစ်ချင်းပြောတတ်လာတာပါ။ဒီလိုငန်းနဲ့ပတ်စံရှာလာတာအနည်း၂၀ရှိပါပြီလို့ဂုံယူစွာပြောဆိုခဲ့ပါတယ်။ဒါပြင်မညညိုကသူမရဲ့မျက်နှာသူရွာကိုပဲမျက်နှာကြောင့်ပြောဆိုသွားပြီးသူမတက်တက်တားလုံးဒီရွာလေးရဲ့ ောင်းတွေကိုပဲရှင်းပြသွားမှာဖြစ်ကြောင်းနေလေပြီးလဲမလောက်စားလို့ကြောင်းချီချူးပေရပြောဆိုခဲ့ပါသေးတယ်။ဒါကြောင့်ကြည့်ရှုသူပြည်သက်တွေကလည်းမြန်မာတွေကမညံပါဘူးလိုအပ်နေတာကောင်းမွန်တဲ့ပညာရေးနဲ့စိတ်သက်တွေကောင်းမွန်နေဖို့ပါကင်ဆာဖြစ်နေပြီလို့အားလုံးကိုသိပေးလာတဲ့မိမိကိုကို ခုတင်ဆက်ပေးမယ့်သတင်းလေးကတော့တော်တော်လေးစိတ်မကောင်းစရာသတင်းလို့ပဲဆိုရမှာပါ။မကြောင်လေးဆိုတော့ပရိသတ်ကြီးရင်းအားပေးချစ်ခင်မှုကိုခိုင်မာရရှိထားတဲ့ MRT 4မင်းသမီးချော်လင်းမင်းမီကိုကိုကတော့သူမမှာကင်ဆာပိုးရှိနေပြီဖြစ်ကြောင်းသိပေးလာခဲ့ပါတယ်။ ဒီတည်လေးကိုသိရပြီးချက်ချင်းမှတော့မိမိကိုကိုကိုချစ်ပေးကြတဲ့ပြိတ္တတွေအနေနဲ့တော်တော်စိတ်မကောင်းဖြစ်နေကြတာပါမိမိကိုကိုဟာဆိုရင် အောင်မြင်နေစေကာလဖြစ်ပြီးနာမည်တခုရနိုင်ပြီဖြစ်တဲ့အချိန်မှာခုလိုချင်းနေမျိုးနဲ့ရှင်ဆိုင်နေရတာကြောင့်သူမတို့စိတ်ထိခိုက်စရာလိုပဲပြောရမှာပါ တရုတ်ဆောင်လောကမှာမီမီကိုကိုလို့ပြောလိုက်တာနဲ့မျက်ခုံးကောင်းကောင်းမျက်လုံးမျက်စံနက်နက်နဲ့ချော်မော်လာပါနဲ့မိန်းကလေးတယောက်လို့ပြေးမြင်မိကြမှာပါမီမီကိုကိုကတော့ MRT ဖုန်းရုပ်သံ channel ရဲ့မင်းသမီးတလက်ဖြစ်ပြီးပြည်သက်ချီရီအားပေးမှုကိုရရှိထားသူပါ မေမီကိုကိုရဲ့တယောက်ဆောင်ဆွမ်းရည်တွေကောင်းလွန်လာကြောင်းနဲ့သူမတယောက်ဆောင်ခဲ့ဘူးတဲ့ဇလန်တွဲမှန်သမျှတိုင်းကစသိမ့်မိုက်ထီကိုဆွဲခေါ်သွားနိုင်ခဲ့ပါနဲ့မေမီကိုကိုကသူမကိုယ်တိုင်ပါဝင်တယောက်ဆောင်ရတဲ့ဆက်ကားမှာကြံ့ရဆက်ရုပ်ကိုပြပြင်းပိုင်နိုင်စွာနဲ့တယောက်ဆောင်နိုင်သူတယောက်ပါ MRT ဖုန်းရုပ်တန်လိုင်းကိုတစ်ချိန်ကကြီးလေရှိထားတဲ့သူတိုင်းကတော့မင်းသမီးချော်လေးမေမီကိုကိုရဲ့ရုပ်တန်ဇလန်တွဲတွေကိုမလွတ်တန်းကြည့်ရှုအားပေးပူကြပါလိမ့်မယ် ကျင်းရောင်းသူမြိုင်မချေးစီစတဲ့ဇလန်တွဲတွေကတော့တင်းအောင်ဆောင်မိမိကိုကိုရဲ့ masterpiece လို့ဆိုရမှာပါ တဖြည်းဖြည်းနမယအောင်မြင်လာပြီးပြည်သက်ကြီးရဲ့တခဲနဲ့အားပေးချစ်ခင်မှုကိုရရှိထားတာပါ။နောက်ပိုင်းဇလန်တွဲရီရှိုက်ပြီးနောက်ပိုင်းမှာတော့မိမိကိုကိုဟာသရုပ်ဆောင်လောကကနေပျောက်ချင်မလားပျောက်ကွယ်သွားကြရပါတယ်။အချင်းကဆိုရင်တော့အင်တာဗျူးတွေမှာတစတစမြင်ရကြရပေးမယ်လေအခုချိန်မှာတော့လုံးဝကိုဆက်သွဲပြတ်သွားခဲ့ရတာပါဒါကလည်းမိမိကိုကိုရဲ့ကျမ်းမာရေးချုံရင်းချက်တစ်ခုကြောင့်လို့သိရပါတယ် သူမရဲ့ကျမရဲ့ချွေရင်းချက်ဆိုတာကလည်းအခုချိန်မှာတော့သူမရဲ့ကိုယ်တွင်းမှာကင်ဆာပိုးရှိနေပြီဆိုတာပါပဲ။တယုံဆောင်မင်းမီကိုကိုကမကြသေးခင်ကသူမရဲ့ကျမရဲ့ကတာမန်နဲ့မတူပဲဖြားတာနာတာတွေကများပြီးနေမကောင်းတဲ့ရက်တွေတဖြည်းဖြည်းတူလာခဲ့ပါတယ်။နေမကောင်းတွေဖြစ်လိုက်ဆေးတွေတောက်လိုက်နဲ့သူမရဲ့ခန္ဓာကိုယ်ကလည်းလုံးဝကိုအားရဆုပ်ယုပ်သွားခဲ့ရတာပါ။ဒီလိုမျိုးဖြားနာတာတွေကပုံမှန်ဖြစ်စင်နေမတူလို့တန်တရားဝင်စရာတခုဖြစ်လာခဲ့ပါနဲ့ သူမခံစားနေရတဲ့ဝေဒနာတွေဖြစ်ရိုးဖြစ်စဉ်တွေအားလုံးနဲ့ကန်ဆာလက္ခဏာနဲ့တိုက်ကြည့်လိုက်တဲ့အခါမှာတော့ကန်ဆာလက္ခဏာတွေကခက်ဆင်ဆင်ဖြစ်နေကြတာပါ။ဒါကြောင့်မတင်ကားရနဲ့ဘန်ကောက်ကိုချစ်သူကောင်းလေးနဲ့အတူတူတွားရောက်ပြီးဆေးဆစ်လိုက်တဲ့အခါမှာတော့သူမခန္ဓာကိုယ်အတွင်းမှာကင်ဆာပိုးမှန်တကယ်ရှိနေပြီဖြစ်ကြောင်းစိတ်မကောင်းစွာနဲ့ပဲတည်လာရတာပါ။ကံကောင်းတာကလည်းဆူဆူဝါးဝါးမဖြစ်ခင်ကြိုတင်တည်လာရတဲ့အတွက် ဝင်းမုံရွှေဤတချမ်းသာကျော်ဝါနေပေမယ့်တူတူတိတ်တိတ်နဲ့မကြွားတက်လို့လူပြောများနေတဲ့ချက်စနုပ်။တချိန်ကနမဲကြီး FCT ဗီဒီယိုမင်းသမီးတူဖြစ်တဲ့ချက်စနုပ်ဟာမြန်မာနိုင်ငံမှာချမ်းသာဆုံးမျိုးသမီးတစ်ယောက်ပါ။ချက်စနုပ်ဟာတချိန်ကသူမရဲ့ချက်စရာကောင်းတဲ့တင်းအောင်ဆောင်ပုံစံတွေကြောင့်ပြည်သက်တင်အားပေးခဲ့ကြပေမယ့်အခုလိုမျိုးဘီလီယံနဲ့ချီရဲ့ကျော်ဝါချမ်းသာမှုတွေကိုပိုင်ဆိုင်လာတာကတော့မြန်မာနိုင်ငံရဲ့ချမ်းသာဆုံးခရိုနီတထေးကြီးတူကိုလက်ထပ်လိုက်တာကြောင့်ဖြစ်တယ်လို့သိရပါတယ်။ ကျစ်စနုံရဲ့ခင်မောတဲ့ဟာမြန်မာနိုင်ငံမှာစီးပွားရေးလုပ်ငန်းတော်တော်များများကိုပိုင်ဆိုင်ထားတဲ့ထိတ်တန့်တထေးကြီးဖြစ်နေတာပါ။ဒါကြောင့်လေကျစ်စနုံရဲ့ကြောဝချမ်းသာပိုင်ဆိုင်မှုကဝင်းမုံရွှေထက်တောင်များပြားပါတယ်။ ဒါပေမဲ့လည်းချက်စနူဟာတိမ်တောင်းကြော်တန်စိန်လက်ဆွဲတွေစိန်လက်ကောက်တွေနဲ့တခြားဥစားပစ္စည်းတွေကိုဘာတစ်ခုမှဆင်မြန်းကလူတွေကိုချပြကြွားလင်းမရှိပါဘူး။ဥပမာမြန်မာနိုင်ငံမှာထိတ်တန့်ခရိုနီတတိကရောဖြစ်တဲ့ဝတ်မုံရွှေရင်နဲ့တခြားသောတတိမကြီးတွေဟာသူတို့ရဲ့ပိုင်ဆိုင်ချမ်းသာကြွားမှုတွေကိုယန္တနာပစ္စည်းတွေတိမ်တောင်းချီဖို့ဝတ်ဆင်ပြီးချပြနေတာပါ။ ဒါပေမဲ့လည်းတရုတ်ဆောင်မင်းသမီးချစ်စနုကတော့အဆိုပါမင်းသမီးတွေထက်တောင်ချမ်းသာတာတော့ရိုးရိုးအေးအေးနဲ့တာမန်လူနေထိုင်နေတယ်လို့လူတွေကချီးကျူးနေကြတာဖြစ်ပါတယ်ချစ်စနုဟာကုန်းပကတနရီထံအလူတန်းတွင်ပါတာရီပရိတာလုပ်ငန်းတွေမှာသာအချိန်ကုန်ဆုံးတက်တာပါ။ဒါကြောင့်လေပြိတ္တတွေကချစ်စနုကိုချီးကျူးနေကြတာဖြစ်ပါတယ်။